ခုလက်ရှိကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာငလီနေလှုပ်ပြီးတော့မှလူတွေရဲ့ဒီအသက်အိုးအိမ်တွေဆုံးရှုံးနေရတာတွေမှာအများကြီးပါပဲကျွန်တော်နေရဲ့ဒီမန်လေးမှာဆိုရင်လည်းတိုက်တွေအိမ်တွေပြိုတာမှအများကြီးပဲအလားတူဒီစကိုင်းတို့အမရဗူရာတို့ပြင်မနာတို့နောက်ပြဒီတောင်ပေါ်ဒေသတွေဒီအစရှိသူဖြင့်အဲ့နေရာတွေမှာပျက်စီးဆုံးရှုံးရတာတွေမှာအများကြီးပါပဲပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကမပြည့်စုံတာတွေမှာအများကြီးရှိပြီးတော့အဘက်ဘက်ကနေလိုအပ်နေတာတွေလည်းအများကြီးပါပဲဒီအတွက်လည်းတော်တော်လေးကိုဝမ်းနည်းဖို့ကောင်းတယ် အခုချိန်ဒီဖုန်းလိုင်းမမီလို့ကိုယ်အိမ်ကလူတွေအဆင်ပြေလားမပြေလားမသိရရည်လည်းအများကြီးရှိပါတယ်။နောက်ပြီးတော့ဒီ medical supply တွေတည်းလည်းတော်တော်များများလိုအပ်တယ်လို့မှကယ်ဆယ်ဖို့လူမနိုင်နိုင်လည်းရှိတယ်။အချို့ဆိုရင်ဒီဖုန်းလိုင်းမမီလို့ကယ်ဆယ်ဖို့အချိန်မမီလို့ဆိုပြီးတော့မှအသက်ဆုံးရှုံးရရောင်ရှိပါတယ်။ Matchla 28ရက်နေ့ကဒီလှုပ်သွားတဲ့ငလျင်က Richarder's K7.7 ဖြစ်ပြီးတော့မှကျွန်တော်တို့မှတစ်ခါမှမကြုံဘူးတဲ့ဒီစကိုင်းပြည့်၍ငလျင်ကြီးပါ။ ဒီငလျင်ကြောင့်မလို့လူတွေလည်းထိပြီးတော့မှအသက်ဆုံးရှုံးကြရတယ်။ဒါဦးကြီးရရင်ဒီငလျင်နဲ့ပတ်သက်ပြီးတော့မှဖြစ်လာရင်ဘယ်လိုမျိုးဒီ response လုပ်ရမလဲဆိုတာကိုမသိရတာများတယ်ဆိုတာကိုသိနိုင်တယ်။အချို့လူတွေဆိုရင်ဒီ after shot တွေရှင်းမှန်းတော့မသိရတာကြီးများပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီတက်နိုင်တဲ့ဘက်ကနေအခုလိုမျိုးဒီငလျင်နဲ့ပတ်သက်တာလေးတွေကိုအားလုံးလည်းသိရအောင်လို့ဒီ video ကိုဖန်တီးလိုက်တာပါ။ဆိုတော့ငလင်းနေဘာလို့ဖြစ်လာလဲဆိုတာကိုကျွန်တော်အရင်ပြောရပါမယ် ကျွန်တော်တို့ရဲ့ဒီကဘာကြီးကိုအလွာကြီးဒီအထက်အထက်နဲ့စောက်ထားတယ်။ဘ ਹੁ အလွာအပြင်လွာနောက်ပြီးတော့ဒီအကာရဲ့အခွန်ဆိုပြီးတော့မှဖွဲ့စည်းထားပါတယ်။အခွန်အလွာလို့ခေါ်တဲ့ဒီကြောက်ထုအလွာမှာကျွန်တော်တို့လူရည်နေရပါ။အကာအလွာကြတော့တော်တော်လေးကိုထူပြီးတော့မှသူကအမြဲတမ်းရွေ့နေတယ်။နောက်ပြီးတော့ကျွန်တော်တို့နေရဒီအခွန်အလွာမှာလည်းကြောက်ထုလွာတွေကအငိမ့်နေနေတာတော့မဟုတ်ဘူး။ဒီအကာကလည်းအမြဲတမ်းရွေ့နေရောဒီသူ့ပေါ်မှာရှိရဲ့အခွန်ကလည်းလိုက်ရွေ့ပါတယ်။ အဲ့တော့ဒီရွေးနေတဲ့ကြောက်တုံးတွေကရွေးလာရွေးနေတာပါတစ်ခုနဲ့တစ်ခုက direction လည်းမတူတယ်လို့အချိန်နေလည်းမတူကြပါဘူးအဲ့ဒီအချိန်မှာဒီကြောက်ထုတွေကတစ်ခုနဲ့တစ်ခုလာဆုံပြီးတော့ပိုတိုင်းမှုတွေဖြစ်လာတော့ပါပဲအဲ့ဒီပိုတိုင်းမှုတွေကနေပြီးတော့မှဒီကြောက်ထုတွေကတစ်ခုနဲ့တစ်ခုချိန်ထားသလိုဖြစ်လာတယ်အဲ့ဒီလိုမျိုးချိန်သွားရဆိုရင်ပဲဒီကြောက်ထုတွေကသူ့ရဲ့ဒီအချိန်တိုင်းပဲရွေးနေတော့ပါပဲဒီလိုချိန်မိတာတွေကနေပြီးတော့မှတစ်ချိန်ချိန်မှာတော့ဒီကြောက်ထုတွေကလွတ်ထွက်သွားတယ် အဲ့ဒီအချိန်မှာဒီမြောက်ထဲကနေချင်းမိထားတော့ဒီပုတ်တိုက်ထားတဲ့ဒီအားတွေကြောင့်မလို့စူမီရဲ့ဒီအားတွေကရုတ်တရက်လွတ်ထွက်သွားပြီးတော့တုံခါတဲ့ဒီ line တွေအနေနဲ့ကျွန်တော်တို့ဒီကဘာမီပြင်ကိုလာပြီးတော့မှရိုက်ပါတယ်အဲ့ဒီအချိန်မှာဒီငလျင်နေဆိုပြီးတော့မှစပြီးတော့မှလောက်ရပါတယ်မြေအောက်မှာဒီကြောက်ထုတွေကချိတ်တာပို့ပြီးတော့မှကြာသွားလေလေငလျင်လောက်တာပို့ပြီးတော့မှကျန်းလေလေပါပဲကဘာပေါ်မှာအကျန်းဆုံးဖြစ်ခဲ့တဲ့ငလျင်ကဒီ1960တုန်းကချီလီနိုင်ငံမှာဖြစ်ခဲ့တဲ့ Richard Starkey 9.5ရှိတဲ့ဒီငလျင်ပါ လူပေါင်း1655ယောက်လောက်အသက်ဆုံးရှုံးခဲ့ရပြီးတော့မှလူပေါင်းနှစ်သန်းလောက် homeless ဖြစ်ခဲ့ကြရတယ်။1996ရွန်ဝါဒီတရုတ်မှာလုပ်ခဲ့တဲ့ဒီထန်ရှန်းအကွက်ကလည်းအသေးပြောက်အများဆုံးဒီငလျင်တွေကတခုပါပဲ။ဒီ7.5လုတ်ခဲ့ပြီးတော့ဒီလူပေါင်း3400 2000လောက်အသက်ဆုံးရှုံးခဲ့ရပြီးတော့3600လောက်ဒဏ်ရာရခဲ့ပါတယ်။နောက်ပြီးတော့ဒီ2017တုန်းကဂျပန်မှာလုတ်ခဲ့တဲ့ငလျင်က Richter scale 9.1ရှိခဲ့တယ်။ အဲ့ဒီငလျင်လှုပ်ပြီးတော့ဒီပြဿနာတွေကမပြီးသေးပါဘူးဆူနာမီမုန်တိုင်းမှာကြုံခဲ့ရတယ်လို့မျိုးဒီနျူကလ িয়ার အန်နီယယ်တွေပါကြုံခဲ့ရပါတယ်လူပေါင်း18000လောက်ကိုအသက်ဆုံးရှုံးခဲ့ရပါတယ်2025ဒီမတ်လ28ရက်နေ့မှာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံတနိုင်ငံလုံးကြုံခဲ့ရတဲ့စကိုင်းပြည့်ရွေကျော်ငလျင်ဖြစ်ခဲ့ပါတယ်ဒီပြည့်ရွေကျော်ကလွန်ခဲ့တဲ့ဒီနှစ်တန်းပေါင်းများစွာကလေးကဒီအိန္ဒိယမီလာချက်ကြီးကအာရှတိုက်ကိုတဖြည်းဖြည်းနဲ့ဝင်တိုက်လာတယ်ဒီတိုက်အားကြောင့်မလို့ဒီဟိမဝင်တာတောင်တန်းကြီးဖြစ်လာရုံသာမကပဲနဲ့ အဲ့ဒီအချိန်နဲ့ဖီကအရှိတ်ကိုဆက်ပြီးတော့မှတက်ရောက်လာပါတယ်။အဲ့ဒီခါမှာဒီမြန်မာနိုင်ငံမှာတီရှိရဲ့ဒီနေရာမြေလွာတွေကအိန္ဒိယနဲ့ဒီအာရှမြေလွာချားမှာညက်ပြီးတော့မှဘေးရိုက်ညာဘက်ကိုရှော့ထွက်သွားဖို့လမ်းကြောင်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီလိုမျိုးဘေးရိုက်ရွေးချယ်မှုဖြစ်တဲ့ဒီအဓိကလမ်းကြောင်းကြီးရပဲစကိုင်းပြည့်ရွေကျော်ဆိုတာကြီးကိုဖြစ်လာတာပါ။ ီပြည့်ရွေးကြောင်းမလို့လေဒီ1930တုန်းကဘကိုးငလျင်မှာလဲ7.1ရှိရဲ့ငလျင်ကြီးလောက်ခဲ့ပါသေးတယ်။လူတွေလဲထောင်ထဲခြေပြီးတော့မှအသက်တွေဆုံးရှုံးခဲ့ရတယ်။အဲ့ဒီပြည့်ရွေးဖြစ်ပြီးတော့ဒီ2025မတ်လမတိုင်ခင်အထိကိုငလျင်တိတိလေးတွေလောက်ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီစကိုင်းပြည့်ရွေးကြောင်းငလျင်ပြန်လာဦးမယ်ဆိုတာကိုဒီငလျင်အကြောင်းသိရသူတွေကအရှိမသတိပေးခဲ့တာရှိပါတယ်။ဒါပေမဲ့ဘယ်အချိန်မှာထပြီးတော့မှဂျမ်းမလဲဆိုတာကိုတော့လူတိုင်းကတိတိကျကျဘယ်သူမှမသိသလိုငလျင်ဆိုတာလဲကြိုတင်ခံမှန်းလို့မြင်ရပါဘူး။ ဲ့တော့နှစ်ပေါင်း100ကြာဒီ2025မတ်လ28ရက်နေ့မှာတော့စကိုင်းပြည့်ရီကျော်ကြီးကပြန်ပြီးတော့မှနိုးထလာပါတယ်ဒီပြည့်ရီကျော်ကဒီစကိုင်းကိုအဓိကလှုပ်သွားတယ် Richardstar ski 7.7ရှိပြီးတော့အနီးစပ်ဆုံးဖြစ်တဲ့ဒီမန္တလေးကိုပါထိသွားသလိုတခြားမြို့တွေကိုပါထိသွားပါတယ်။ဒီငလင်ကဒီမြေအောက်တန်းကီလိုမီတာလောက်ပဲกว่าတာမလို့ကျွန်တော်တို့မြို့တွေတော်တော်လေးကိုအထိနာခဲ့ပါတယ်။လုံးဝမြို့ပြက်ကြီးကိုဖြစ်သွားတဲ့အတိုင်းပါပဲ။ဒီငလင်ကဘယ်လောက်ထိအောင်မှကျန်တယ်လဲဆိုရင်ကျွန်တော်တို့ဒီစကိုင်းနဲ့တော်တော်လေးကိုဝေးရဲ့ ထိုင်းနိုင်ငံကဘန်ကောက်ကိုလည်းထိခဲ့တယ်ဒီငလျင်ကြောင့်မလို့တိုက်တေပြူလူတွေပြီးမိလောင်နိုင်မှအများကြီးပါတယ်မိသားစုနဲ့ကွဲသွားတာတွေလည်းအများကြီးပဲလိုင်းမရလို့ဒုက္ခရောက်နေတာလည်းအများကြီးဟိုမှာကယ်ဆယ်မဲ့နေရာတွေများပြီးတော့လူမနိုင်လို့အသက်ဆုံးရှုံးခဲ့ရတယ်လေကိုရီးပါပဲဒီလောက်ကိုဆိုးရတဲ့ဒီငလျင်ကြောင့်မလို့နောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာကတော့ဒီစိတ်ဓာတ်ကထရမာရနိုင်တာပါပဲကိုကိုယ်တိုင်ကလည်းဒီလောက်ကျန်းတဲ့ဒီငလျင်မျိုးကိုနှစ်ဖူးတွေဒူးတွေကြုံနေရတဲ့ပြင်ဟိုမှာ ကိုရှင်းမာရင်ဒီအသက်တွေဆုံးရှုံးရတော့အသက်ရှင်ကျန်တဲ့သူတွေရဲ့ဒီစိတ်ထဲမှာလည်းဒီငလျင်ကြောင့်မလို့ဒီ anxiety တွေ trauma တွေပြည်နေပါအဲ့တော့တခုဆိုရင်ငလျင်မလောက်တောင်မှဒီ trauma တွေနဲ့စိတ်ခင်ရောင်ခြောက်ခြားတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ဒီအသက်ရှင်ကျန်ခဲ့တဲ့သူတွေကဒီကိုရှင်းမာကိုချစ်တဲ့သူတွေအသက်ဆုံးရှုံးရတော့ survivor gate ဆိုရဲစိတ်ထဲမှာအပြစ်ရှိလို့ခံစားတတ်တာကြီးပေါ်လာတယ်အဲ့ဒီစိတ်နဲ့ပဲဒီ mental breakdown ဖြစ်တာမျိုးလို့အိမ်မက်ဆိုးတွေမှတ်တာလို့နောက်ပြီးတော့ဒီအိမ်လူမရတာမျိုးတွေပါဖြစ်လာပါတယ် ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ဒီစိတ်ငြိမ်အောင်တရားထိုင်တာပဲဖြစ်ဖြစ်ဘေးနားမှာရှိတဲ့သူတွေကိုအကူအညီတောင်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအချင်းချင်းရိုင်းမင်းကူညီပြီးတော့မှတည်တည်ချာချာစကားပြောတင်ပါတယ်ဒီ Wichester Ski 7.7ရှိတဲ့ငလျင်ကပြီးသွားပြီဆိုရင်ပဲဒီ after shot လေးတွေရှိတာကိုအကုန်လုံးလဲကြုံနေရလို့သိမှာပါအခုချိန်ဒီလဲဒီ after shot တွေကထပ်ပြီးတော့မှရှိနေသေးရယ်ကျွန်တော်တို့တွေကဒီငလျင်လောက်တာကိုလုံးဝကြုံပြီးတော့မှမသိနိုင်တာမလို့ကြိုတင်ပြင်ဆင်မှုဆိုတာလဲမရှိသလောက်ကိုရှားပါတယ် ။ဂလင်းလောက်လာပြီးဟေးဆိုရင်လည်းဘယ်လိုမျိုးနေရမလဲဆိုတာ ਈ တော့သိနေအောင်မှသတိမကတ်နိုင်တာ ਈ ကြောင့်မလို့တေးကြီးပျက်စီးရည်များပါတယ်။အဲ့တော့ဒီငလင်းနဲ့ကြုံလာပြီးဆိုရင်ကိုယ်စိတ်ကိုအတက်နိုင်ဆုံးစိတ်အေးထားပြီးတော့မှလှုပ်တဲ့နာတွေကိုတေးသေးချာချာစီစဉ်တဲ့ဒါပေမဲ့ဒီတိရစ္ဆာန်လေးတွေကတော့ဒီတစ်ခါတစ်ခါဒီတဘာဝဘေးအန္တရာယ်တွေကိုကြိုပြီးတော့မှအတိပေးတတ်ပါတယ်။ ပြားစိတ်တွေဆိုရင်ဒီမြေကြီးတွေအနေဖြစ်ဖြစ်ထွက်လာတာတို့ပြားတွေဆိုရင်လည်းဒီအုတ်လိုက်ကြီးငလျင်မလုတ်ခင်ရက်တွေမှာပြန်နေရမျိုးပေါ့ဒီငလျင်ကြောင့်မလို့နိုင်ငံရဲ့ဒီရွှေရောင်းအမွေနှစ်တွေလည်းဆုံးရှုံးခဲ့ရတယ်မှာအများကြီးပဲနောက်ပြီးတော့ဒီတတိထားဖို့တွေကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတခုခုဆိုရင်သတင်းမားတွေကမူလို့ပေါက်ပါတယ်ဒါတွေကိုပြန်နေတဲ့အခါမှာလည်းကိုမသိလိုက်တဲ့ဒီ fake news တွေကောလာဟာလာတွေကတော်တော်လေးကိုလူတွေကိုဖမ်းနေဖြစ်စေပါတယ်ဒါကြောင့်မလို့ဒီတခုခုကို share တော့မယ်ဆိုရင် တေချာလေးဒီမြေမြေပေါ်မှာရှိနေတဲ့သူတွေကိုဖတ်ချက်လုတ်ခိုင်းတာပဲဖြစ်ဖြစ်တေချာလေးစဉ်းစားပြီးတော့မှ share တင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံလေးမှာဒီလိုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာတော့မှမတန်မာတဲ့နေရည်နဲ့လှုပ်ရှားနေတဲ့သူတွေလည်းတော်တော်လေးကိုပေါ်တယ်ဒီ social media ပေါ်မှာ account တွေနဲ့အလူလိုက်ခံပြီးတော့မှငွေတွေလိမ်ခံရတယ်လည်းအများကြီးပါပဲနောက်ပြီးတော့လူတိုင်းဒုက္ခရောက်နေပါရဲ့ဆိုရင်မှဒီတိုက်ပြတဲ့နေရာတွေမှာလူတွေကိုကယ်မလူလူနဲ့ဒီပစ္စည်းတွေကိုကောက်သွားပြီးတော့ပိုက်ဆံကိုဆင်းနဲ့ချီပြီးတော့မှပြန်လာရွေးခိုင်းတဲ့ကောင်တွေနဲ့ ဓမြတိုက်ပစ္စည်းလူတဲ့ကောင်တွေမှာအများကြီးရှိလာပါတယ်။အဲ့တော့တခုခုကိုလူမယ်ဆိုရင် တကယ်စိတ်ချရတဲ့သူတွေစီကိုပဲလူဖို့ရယ်။တခုခုဆိုရင်သတိကပ်ပြီးတော့မှနေတင်ပါတယ်။အခုဒီဖြစ်ပျက်နေရာကြီးကိုလည်းကိုယ့်ရဲ့ဒီ social media platform တွေမှာ shout out များများလုပ်တင်ပါတယ်။တနိုင်ငံလုံးဒီဝန်းနေနေရတဲ့အချိန်မှာအပျော်ပါးရရပြီးတော့မှ ကိုဘက်ကနေပြီးတော့တက်နိုင်တဲ့လောက်အဘက်ဘက်ကနေကူညီပေးကြပါအောင်နောက်ပြီးတော့ကျွန်တော်တို့ဒီဂျပန်နိုင်ငံဆိုတာငလျင်တွေခဏခဏလှုပ်တဲ့နိုင်ငံတွေထဲမှာပါပါတယ်အဲ့တော့သူတို့ကဒီငလျင်လှုပ်ရင်ဒီအဆောက်အဦတွေပြိုတာကိုဘယ်လိုမျိုးရှော့ချခဲ့လဲဆိုရင် seismic isolation ဆိုရဲဒီ technology ကိုသူတို့ရဲ့ဒီအဆောက်အဦတိုက်အမြင့်ကြီးတွေမှာသုံးခဲ့ကြပါတယ်။ဒီကောင်ကဒီငလျင်ချောင်းမလို့ဖြစ်တဲ့ဒီတုံဟာမှုတွေကိုရှော့ချပြီးပြီးတော့မှဖြည်းဖြည်းနဲ့ရင်းလေးဖြစ်သွားအောင်လုပ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လဲသူတို့နိုင်ငံကဒီငလင်လောက်ရင်လူတွေရဲ့အသက်ကိုကယ်နိုင်နေရပါပဲကျွန်တော်တို့ဒီမန္တလေးမှာတော့ဒီနှစ်ထပ်နဲ့အထပ်တိုက်တော်တော်များများပြုတ်လာပါပဲဒီနှစ်ထပ်ပဲရှိရဲ့ဒီအဆောက်အဦတော်တော်များများတော့ဘာမှတိတ်မဖြစ်တော့ပါပဲအခုဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလူတွေကဒီတဘာဝဘေးရန်နေရင်နဲ့မစိမ့်တော့ပါဘူးအဲ့တော့ဒီငလင်ရဲမှမဟုတ်ဘူးတခြားဒီမုံတိုင်းလို့မီးလောင်ရိုင်းနဲ့ပတ်သက်ပြီးတော့ဒီမတိသေးရင်လေအခုကလေးကတိအောင်လုပ်ထားကြပါနောက်ပြီးတော့ဒီအားလုံးလဲငလင်တဲ့လူတွေရဲ့ဒဏ်ရာနေပြီးတော့မှ view ဆိုင်ကြပါလို့ပြောရင်းနဲ့နောက် video မှာပဲပြန်တွေ့ကြပါမယ်။